ကုလားဆွေကတော့ဘာလဲတော့ကျွန်တော်လည်းမသိဘူးဘလို့လူမျိုးလဲကျွန်တော်လည်းစိတ်ဝင်စားဘူးဒါပေမဲ့ဒီမွန်ပြည်နေတဲ့မှာစေဆူရောထောက်ခံတဲ့ပွဲမှာဥလားဆွေပြောတဲ့စကားသုံးခွန်းတော့တော်တော်သေးရတယ်ပြောစားရှိအောင်ပြောရမှာပဲဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေလူတောင်းကိုအခုညီတို့တောင်းချင်တယ်ဘာဖြစ်တော့ကျေးဇူးပြုတော့ဒီဗီဒီယိုကိုဥလားဆွေတိအောင်ကြည့်တော့ကိုညီပေးကြပါဗျာ ဦးလာစကပြောပါတယ်တိုင်းရင်းသားဒေသတွေကဒီဗမာအစိုးရကလည်းဒီဗမာတက်မတော်ကနေပြီးတော့စစ်မှန်တဲ့တရားသားစစ်ပွဲကိုဆင်နေနေရောဘာလို့ညာတော့ပြောတယ်ပြီးလို့ရှိရင်တိုင်းရင်းသားဒေသတွေတိုင်းရင်းသားတွေကြောင့်ဒီပြည်내စစ်စစ်ဖြစ်နေရတယ်တိုင်းရင်းသားဒေသတွေကိုအနှုံးပြုံအနှုံးမြုံဘုံကျင်းမယ်ဆိုပြီးတော့ပြောသေးတယ်ခင်ဗျအဲ့လိုလုပ်လို့ရမလား ိုင်းရင်သားတွေကလက်နဲ့ကင်တာကခမရတို့မှန်နေလို့လက်နဲ့ကင်တာမဟုတ်ဘူးခမရတို့စောက်သုံးကြလို့တိုင်းရင်သားတွေကလက်နဲ့ကင်ပြီးတော့တိုက်နေရတာပမာပြည်သေးကိုသွားတိုက်တဲ့တိုင်းရင်သားတယောက်မှမရှိဘူးတိုင်းရင်သားတွေသားတွေကိုလာတိုက်တဲ့ဗမာတွေပဲရှိတယ်အနှုံမြုံဘုံချင်းချင်းချင်းလို့ရှိရင်ခမရတို့ပမာပြည်သေးကိုပဲချေရနိုင်မယ်အနှုံမြုံဘုံကဦးလာစကားတော့တိတ်မမိုက်ဘူးပြအဲ့လိုစကားပြခမရလူကြီးလူကောင်းမဆန်ဘူး အော်ခွေးဝေးစားတကောင်ပြောရဲအဆင်တော်ပဲရှိတယ်။ခမရကျွန်တော်ကတော့ဘာမှခွေးဝေးစားတော့ဝယ်သတ်မှတ်တယ်။ခမရဆက်ပြောလေဘာဖြစ်မလဲ။ပြောကြည့်လိုက်။ခမရခွေးဝေးစားတဲ့သူတွေသွားကျင်လား။ဒါပဲ။